အလုံးမမင်္ဂလာပါ The Great Godzilla Terrorma ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကြည့်ပေးမယ် Pick up line reading ကတော့တင့်ကိုစိတ်ဝင်စားနေတဲ့သူရှိသလားဆိုတာကိုကြည့်ပေးမှဖြစ်ပါတယ်အဲ့တော့ပြီးတော့ပုံလေးတော့မဟုတ်လည်းကနှစ်သက်အပုံလေးတော့ဟိုရေးချက်ထားပါ ဒါဆိုရင်ဖိုင်ရွေးလုပ်ပြီးလာပြီးထင်ပါတယ်အဲ့တော့ Facebook ကနေ Terror မင်းများလို့ပါက Facebook search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှင် page ကိုလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလာမင်းများလို့ရတယ်လို့ video တိုင်းမှာ Viber Telegram WhatsApp ဖုန်းနံပါတ်တွေလည်းထည့်ပေးထားပါတယ် YouTube ကနေ reading တွေကိုပုံမှန်ကြည့်ရှုချင်တယ်ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော် YouTube video တိုင်းအောက်မှာလည်း Facebook page link ကို Viber Telegram WhatsApp ဖုန်းနံပါတ်တွေရောထည့်ပေးထားပါတယ် ။နောက်တစ်ခုကတရား terror mail ဆိုတာကညံမှုဇော်ကနဲ့ mail တာပါနော်။တချို့ကဥမာဒီမှာဖုန်းနံပါတ်ပေးထားတော့ဖုန်းလေးတွေဆက်ပြီးတော့ mail mail လို့ရပြီလား mail ကအဲဘာမေးချင်လို့အဲ့လိုမျိုးပြောပြီးတော့ဗောနော်ဒါအခမဲ့ hobby နေရတဲ့မှာဆိုလို့ပါမဟုတ်ပါဘူးเนาะဒါညံပူဇော်ကရှိပါတယ်လို့เนาะ terror fee ရှိပါတယ် terror fee အမျိုးမျိုးရှိပါတယ် package အမျိုးမျိုးရှိပါတယ်เนาะအရင်ဆုံးလာရောက်ဆက်သွယ်ပါเนาะမိမဲ့ဆိုရင်အဲ့ဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ဝမ်းလေးတွေ့ ဲ့ဖိုင်ဝမ်းလေးတွေ ကြည့်ရအောင် ခံဝန်လေးတွေကိုလက်ရှိမှာပေါ့နော်စိတ်ဝင်စားနေတဲ့သူတော့ရှိတယ်ခက်နေတာကဘာလဲဆိုလို့ရှိရင်ဒီစိတ်ဝင်စားတဲ့သူနဲ့ကိုနဲ့ကပေါ့နော် friend zone နဲ့မှာပဲတဝဲလက်လက်ဖြစ်နေတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နိုင်နေနောက်တစ်ခုက သူ့မှာလည်းလက်ရှိပေါ့နော်ကိုယ့်အပြင်ရွေးချယ်စရာရှိနေတာမျိုး လိုလူမျိုးနောက်တယောက်လူမျိုးပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာမြင်ရသလောက်ကသုံးဝင်းဆိုင်အခြေအနေမျိုးဖြစ်တတ်တယ်ဆိုတော့တစ်ဖက်လူကကို့အပြင်တခြားတယောက်ရွေးချယ်ကြရရှိတာမျိုးသို့မဟုတ်နောက်ထပ်တယောက်ပေါ့နော်လက်ရှိမှာလည်း relationship ဖြစ်နေပြီးတော့ကို့ကိုစိတ်ဝင်စားနေတာမျိုးဒီလိုမျိုးအခြေအနေမျိုးလို့တော့တွေ့ရတယ်သိလားအဲ့တော့အဲ့တော့ဘယ်လိုဖြစ်နေလဲဆိုရင်အကယ်၍ အဲတစ်ဖက်လူမှာနောက်တစ်ယောက်ရှိရဲ့ဆိုလို့ရှင်ပေါ့နော်အဲ့တော့ဒီနောက်တစ်ယောက်လဲမတိထားသတိမထားမိအောင်လို့ဆိုပြီးတော့ပုံစံမျိုးနဲ့ပေါ့နော်သူ့ဘက်ကနေအဲကိုပေါ်ထားတဲ့ခံစားချက်တွေကိုဖုံးကွယ်ထားဖို့ကြိုးစားနေရဆိုတာမျိုးလည်းတွေ့ရတယ်ပေါ့နော်မီးရန်လင်းနေတယ်ထင်တယ်နော်အရာနည်းနည်းလျှော့လိုက်မယ်လင်းလောကကြီးတော့လေမှုံ့ ဲ့လိုမျိုးလေးတွေ့ရတယ်เนาะကျောစင်လာတော့အဲ့တဘောတရားပဲပေါလဲဆိုတော့ကိုယ်ပေါ်မှာရှိရခံစားချက်တွေကိုတစ်ဖက်လူကမျိုးသိထားတယ်သို့မဟုတ်ပေါ့เนาะမတိချင်အောင်ဆောင်ထားတယ်လို့အကယ်၍လောလောဆယ်မှာဒီ situation ရှိအရှင်ခြေနေမှာရှိနေတဲ့သူတွေဒီ reading ကိုကြည့်တယ်ဆိုရင်လေအဲ့ situation ship ဆိုတဲ့အခြေအနေမှာ ဖိုင်ဝမ်းနေကြုံနေရမဲ့ပြဿနာကဘယ်လိုပုံစံမျိုးဖြစ်နိုင်လဲဆိုရင်အာတစ်ဖက်လူက88ဆက်နေပေါ့နော်စကားပြောတဲ့အခါပြောတယ်မပြောတဲ့အခါမပြောဘူးဆိုရပုံစံမျိုးတွေပေါ့နော်တစ်ခါကြတော့လည်းလှက်လိုက်လဲလဲရှိပြီးတော့တစ်ခါကြလည်းလောကကြီးမှာမရှိတဲ့လူလိုမျိုးအဲ့လိုမျိုးအတူနဲ့ပေါ့နော်ပေါင်းနေဆက်ဆက်ရင်းမျိုးဖြစ်နေတယ်ဆိုတာမျိုးဖြစ်နိုင်တယ်နော် ဒီတလာပါဒီကတ်လေးမှဆိုလို့ရှိရင်မွေကိုတိတာမြင်တာအောင်လို့ဆွဲပေးထားတဲ့ပုံစံမျိုးတွေတွေ့ရတယ်ဆိုတော့ဒီဖိုင်ဝမ်းနဲ့တစ်ဖက်လူနဲ့ကြားထဲမှာကအန်ရတခုရှိနေတာပေါ့နော်အဲချိုးကြလဲ friend zone ထဲမှာရှိရသူဆိုလို့ရှိရင်တော့မကောင်းတဲ့ချက်ကအဲသူနဲ့ကိုနဲ့ပဲအချိန်ပေါ့နော်ခွာပြဲသွားမလဲဆိုတာကို ခွာပြဲသွားအောင်လို့ဝင်ပြီးတော့ညှောက်လာမျိုးပဲဖြစ်ဖြစ်ခွာပြဲသွားမဲ့အချိန်ကိုစောင့်နေရမျိုးပဲဖြစ်ဖြစ်ပေါ့နော်ရှိနေတတ်တယ်အဲ့တော့ဂျားလူရန်သူပေါ့နော်အတူတူပဲပေါ့ဂျားလူဆိုတာလဲရန်သူပဲပေါ့ ဲ့တော့ situation ရှင်းသမားတွေအနေနဲ့လည်းဖိုင်ဝမ်းနဲ့တစ်ဖက်လူနဲ့တိဆောက်ထားပြီးသားအခြေအနေကိုပေါ့နော်ပြိုလဲသွားအောင်ပြက်ပြက်သွားအောင်လုံနိုင်တယ်နော်လုံနိုင်တယ်ဆိုတော့ယုံကြည်မှုမျိုးနဲ့လည်းဝရိယရှိရှိနဲ့စောင့်နေရသူမျိုးရှိလိမ့်မယ်ပေါ့နော်အဲ့တော့လက်ရှိမှာ5-1အပေါ်မှာစိတ်ဝင်စားတဲ့လူရှိလားဆိုရှိပါတယ်နော် ချို့ဆိုအနည်းဆုံးပေါ့နော်ကိုနဲ့နေတတူကတွေ့နေရတဲ့ဥမာကြောင်းသားပေါ့ကြောင်းသားဘက်တကယ်ချင်းမိတ်ဆွေအလောက်ခွေမှအတူတူလောက်ဖို့လောက်ဖတ်ပေါ့နော်အပြင်သွားခါတိုင်းလည်းအဲ့လိုမျိုးပဲမုံဆိုင်ထိုင်ကော်ဖီဆိုင်ထိုင်ဆိုအဲ့လိုဒိတ်ဖို့ဒိတ်ဖတ်ပေါ့နော်အဲ့ထဲမှာရှိနေနိုင်တယ်ဆိုတာမျိုးတွေ့ရတယ်နော်အဲ့လိုမျိုးအဲ့လိုလူတွေကလည်းရှိပါတယ်တဲ့ဒါဆိုရင်တော့ဖိုင်ဝမ်လေးတွေအတွက် reading ဖြစ်ပါတယ် ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ထူးလေးတွေ တော့ find to မှာလည်း find လေးတွေကိုစိတ်ဝင်စားနေရတူရှိပါတယ်တဲ့နော်အဲဟိုအလိုပေါ့နော်ဖိုင်ဝမ်းလို့နည်းနည်းဆင်တယ်ဒါလဲအာကိုယ့်ရဲ့ပုံမှန်ပေါင်းသင်းနေချပေါင်းသင်းနေကားတို့အလုတ်တွဲဖို့တွဲဖက်တို့နော်ယာရုတူနေရတူစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ် နေရာတူဆိုဘယ်လိုမျိုးလဲဆိုတော့ဟိုလိုမျိုးပြောရမို့နေထိုင်တဲ့နေရာမွေးဖွားနေရာတူတာကိုပြောရမို့နေရာတူဆိုတာဥမာအတမွေးဝမ်းကြောင်းနဲ့ပဲချင်းတူတက်တယ်။ तू ကဒီနေရာမှာကိုနဲ့တူတူလုံနေတာမျိုးမဟုတ်ဘူးဆိုလို့ရှင်တော့တခြားနေရာတစ်ခုမှာပေါ့နော်။ကိုနဲ့တူတဲ့အတမွေးဝမ်းကြောင်းတစ်ခုလုံနေတာမျိုးအဲ့လိုမျိုးရှိတယ်။ဒီလူကတော့ပြောရမယ်ဆိုလို့ရှင်တင်းရဲ့ life ထဲကိုပေါ့နော်။မြင်ရဆက်ကနဲ့ဝင်ရောက်လာဖို့ရှိတယ်။ ဘောလဆာနောက်တစ်ခုကပို့ပြီးတော့ကောင်းတဲ့ချက်ကဆိုလို့ရှင်ဒီလူကတင်မတင်ပေါ့နော်နောက်တစ်ယောက်ပြောင်းလဲဖို့မလွယ်တဲ့သူတွေမှာပါတယ်အဲ့မျိုးတွေ့ရတယ်ချိုးရကြတော့လေလက်ရှိ ကိုဗစ်နာမှာရှိနေတာမျိုးမဟုတ်ဘဲနဲ့နေမြေဒေသခြားပြီးတော့ရှားနေရတခုမှအလုတ်သွားလောက်တာမျိုးပေါ့နော်ဒီလိုမျိုးကြောင့်မို့လို့ကျောင်းသားတက်တာမျိုးတွေကြောင့်နေမြေဒေသတခုခြားနေရမျိုးတွေ့ရတယ် ဒါဘလိုနည်းနဲ့ပဲဖြစ်ဖြစ်ဒီလူကတော့တင်လဲအကြိုက်တူတာရှေ့သွားနောက်လိုက်ညီတာတင်သဘောကျတဲ့အရာကိုလိုက်ပြီးတော့ဖြည့်ဆည်းပေးတာလုပ်ပေးတာပေါ့နော်အဲ့လိုမျိုးကောင်းတဲ့အချက်လေးတွေရှိတယ်အဝစီရကောင်းသောချက်ကတော့အာကိုယ့်ရဲ့ life ထဲကိုမြင်မြန်ဆန်းဆန်းနဲ့ဝင်ဖို့ပေါ့နော်စူးစမ်းတဲ့သူမျိုးဖြစ်ပါလိမ့်မယ်ဒါဆိုရင်ဒီပုံလေးကိုရေးထားတယ် sorry ဒီပုံလေးကိုရေးထားတဲ့ဖိုင်3လေးတွေ ုဝအာရှိတယ်ဗောနော်ဖိုင်3မှာဆိုလို့ရှိရင် ကိုကိုစိတ်ဝင်စားတဲ့သူရှိတယ်တယောက်ထပ်မကလည်းဖြစ်နိုင်တယ်နော်အနီးကလူအဝေးကလူနော်တော်တော်များများရှိတယ်ပြောမယ်ဆိုစိတ်ဝင်စားတဲ့ဆိုတဲ့နေရာမှာဗောနော် relationship တစ်ခုဖြစ်ဖို့စိတ်ဝင်စားတာအပြင် ဖိုင်သရီရကြတော့ဖိုင်သရီတွေဘာလုံးနေရလဲဘာတွေဝတ်လဲဘယ်တွေသွားလဲဘယ်လိုပြုမှုနေထိုင်လဲစသဖြင့်အဲ့လိုမျိုးကိုသိချင်တဲ့ပဝင်းချင်းကြီးမှာ ဖိုင်သရီတွေရှင်းတန်းနေထိုင်ရတယ်လို့မြင်တယ်ဒါကိုနဲ့ relationship သဘောအရာစိတ်ဝင်စားတဲ့သူလည်းပါနေတယ်လို့သူများတွေရဲ့ကိုယ်ပေါ်မှာထားထားတဲ့စိတ်ဝင်စားမှုကလည်းရှိနေတယ်နော်တချို့ကြလည်း ုက္ခတော့လာပေးဖို့တော့မဟုတ်ဘူးဒါမဲ့လို့ဖိုင်တရီတွေကိုတို့ရဲ့အုံနောက်ထဲမှာအာယုံထဲမှာနေရာတစ်ခုပေးထားတယ်တို့ကတို့လွတ်လွတ်လပ်လပ်မနေနိုင်ဘူးပေါ့နော်ပြောမှဆိုဟိုဘန်းစကားနဲ့ပြောရမယ်ဆိုစသုံးလုံးလို့ပြောလို့ရပါပေါ့နော်ဆက်စုစိတ်နော်အဲ့လိုလှုပ်ချင်နေရမျိုးရှိတယ်ဘာလှုပ်နေရလဲပြဲသွားနေရလဲနော်ဒါိုင်းနဲ့ပတ်သက်ပြီးတော့အကုန်တိချင်တာအဲ့လိုအကုန်တိချင်လို့ဆိုပြီးတော့ရန်နီးရဝေး အနီးရလူအဝေးရလူတွေဖိုင်သရီကိုစောင့်ကြည့်နေတဲ့အထဲမှာပါတယ်အဲ့လိုမျိုးလေးတွေရှိဖိုင်သရီကိုစောင့်ကြည့်နေတဲ့အထဲမှာပါတယ်နောက်တစ်ခုလက်ရှိမှာပေါ့နော်ဖိုင်သရီနဲ့ပတ်သက်ပြီးတော့အချက်အလက်ပေါ့နော်ဖိုင်သရီလေးတွေလောက်တဲ့အကိုင်းနဲ့စဉ်းစားတဲ့သွားတဲ့လာတဲ့ ကျောင်းရနဲ့ပတ်သက်ပြီးဖိုင်နရီအကြောင်းကိုတည်တည်ချာချာစစ်စစ်ဆက်ဆက်နဲ့စည်ရင်းပြုစုတယ်လို့ပြုစုနေတဲ့သူတယောက်ကတော့တည်တန့်ရှိဘာလို့သူစည်ရင်းပြုစုနေရလဲဆိုတော့ဖိုင်ဝမ်နေနဲ့ပတ်သက်ပြီးတော့သူတိတဲ့အချက်လက်သူရထားတဲ့ information က information ကြောင့်ပေါ့နော်ဖိုင်သရီးတွေကိုသူတို့ကဘယ်လိုလူပါလို့ ယတိပြတ်ဆုံးဖြတ်ချက်ချဖို့အတွက်မစွမ်းတာတည်ဘူးမရချိုးရေဆိုလို့ရှင်ဒီလူကဘယ်လိုလူဆိုအလွယ်တကူပေါ့နော်ဆုံးဖြတ်ချက်ချလို့ရတယ်ကြည့်ရတာဖိုင်3လေးတွေကသူတို့အတွက် twist ပုံစံမျိုးဖြစ်နေတာမျိုးကြောင့်လဲပါမယ်နော်ဖိုင်3တွေကသူတို့အတွက်ပတ်စဲပေါ့ဗဟေရီတစ်ခုလိုဖြစ်နေတာမျိုးကြောင့်လဲပါမယ်ဒါကြောင့်မလို့ဖိုင်3တွေနဲ့ပတ်သက်ပြီးတော့အချက်လက်တွေကိုစုဆောင်းပြီးတော့ လေချာခွဲချမ်းစိတ်ဖြာနေတဲ့ပုံစံမျိုးကိုလည်းတွေ့ရတယ်။နောက်တစ်ခုကထူးဆန်းတဲ့ချက်ကပါလဲဆို Pine the Reed ကိုစိတ်ဝင်စားတဲ့သူတွေထဲမှာเนาะဒီမှာတော့တော်တော်များရနော် Pine the Reed ကိုဂယူဆိုင်နေတဲ့သူတွေဟိုဟာတာတရားလို့ဖြစ်နေ။ကိုကတော့ပတ်ဝန်းကျင်ကိုဂယူဆိုင်ပတ်ဝန်းကျင်ကိုကိုယ်ဂယူဆိုင်တယ်ဆိုတာလို့ဖြစ်။ချစ်လို့လှလို့ချောလို့ကြည်ကောင်းလို့ အဲ့လိုမျိုးအကြည့်တတ်စိတ်ကလေးနဲ့ပေါ့နော်မျက်လုံးထဲမှာချစ်စိတ်ကလေးနဲ့ကြည့်ရဲ့အုပ်စုကလည်းတအုပ်စုနောက်တစ်ခါ find the reedy ဒီမှာမြင်တဲ့လောက်ဆို find the reedy လေးတွေကတချို့ကကြတော့ဒါဘာမှမဟုတ်တဲ့သူမျိုးတွေမဟုတ်ဘူးတခုခုတော့အကောင့်တခုခုတော့ဖြစ်နေတဲ့သူတွေအဲမှာပါတယ်လို့ reading ကတော့ပြထားတယ်အဲ့တော့ find the reedy တွေတယောက်နဲ့တယောက်တော့ကိုရောက်နေတဲ့ level ကျတော့2မှာမဟုတ်ဘူးဒါမဲ့လို့ဒီ find the reedy တွေမှာ သူများတွေလိုလူစားပေါ့နော်အရှုံးသမားဖြစ်နေတဲ့သူတွေမဟုတ်ဘဲနဲ့ပုံမှန်ပဝန်းကျင်လူ အပေါင်းအသင်းထက်နည်းနည်းလေးတာလုံးကောင်းမွန်ကျော်လွန်နေတဲ့ထဲမှာဖိုင်သရီးတွေပါနေတယ်အဲ့တော့ဖိုင်သရီးတွေလက်ရှိရှိနေတဲ့ဒီနေရာနေထားမှာမရှိစေချင်ဘူးမနာလိုဘူးဆိုရယ်စိတ်နဲ့တိုက်ခိုက်နေတဲ့အုပ်စုကလည်းတအုပ်စု အဲ့တော့ finally မှာချစ်သူရောမုန်းသူရောနှစ်ချမ်းလုံးလိုက်ကြည့်နေတယ်။ပပရာစီလောက်ပြီးမျက်စိတောက်ထောက်ကြည့်နေတယ်။စိတ်ဝင်စားတဲ့သူတွေကမှအဲ့လိုဖြစ်နေတယ်နော်။နှစ်ဖက်ပါနေတယ်။ hater နဲ့ lover နဲ့နှစ်ဖက်လုံးဖြစ်နေတယ်။အဟိုတချင်နေရလို့ပေါ့လား။ညှိတွားတဲ့အတိုင်းဝန်းကတက်တက်၊မြွေတဲ့အတိုင်းဝန်းကတက်တက်ဆိုအဲ့လိုဖြစ်နေတယ်။ ဲ့တော့ finally မှာလည်းအဲ့လိုမျိုးပဲပေါ့နော်ချစ်တဲ့အတိုင်းဝိုင်းကတက်တက်မုန်းတဲ့အတိုင်းဝိုင်းကတက်တက်အဲ့လိုဖြစ်နေအဲ့တော့အဲ့လိုမျိုးအတိုင်းဝိုင်းကြီးတွေ finally ကိုဝန်းရံထားတဲ့အခါကြတော့လေ relationship သဘောအရကိုယ်သဘောကျတဲ့သူရှိရယ်ဆိုရင်တော့ဒါတော်တော်လေးခက်ခဲတဲ့အခြေအနေဖြစ်နေဘာဖြစ်လို့လဲဆိုတော့အဲ relationship သဘောအရသဘောကျတဲ့သူက ရှေ့မှာခံနေတဲ့ဟိတ်တာလာပါဆိုရဲအုတ်စုနှစ်စုကိုကျော်လွားတုံးထိုးပြီးတော့ဖိုင်သရီရဲ့နှလုံးသားထဲကိုဝင်ဖို့အတွက်နည်းနည်းခဲရင်နေတယ်။အစောဖိုင်သရီဒီပတ်ဝန်းကျင်ကိုဂယူဆိုင်တက်တဲ့သူတွေထဲမှာပါလိမ့်မယ်ဒီမှာပြထားတဲ့ပုံစံအရ။အဲ့တော့ဖိုင်သရီလေးတွေကဂယူဆိုင်တက်တယ်။ဆိုရင်အဲ့ပတ်ဝန်းကျင်ဆိုတာကြီးကိုဂယူဆိုင်နေရတာနဲ့တယ်။ဟိုမှာ relationship အရာ ကိုယ့်ရဲ့ light ထဲကိုဝင်လာခြင်းနဲ့သူကရှေ့တိုးမရဖြစ်နေတယ်။ရှေ့မှာလူတန်းရခန့်နေတာပေါ့နော်။ဖိုင်တရီရဲ့ရှေ့မှာ လူက အလွှာနှလွှာခန့်နေကြပေါ့။တလွှာကတော့ချစ်တဲ့သူတွေပေါ့။တလွှာကတော့ဟိုအုတ်တတိုင်းလို့ခန့်ပြောမယ်ဆိုအုတ်တတိုင်းနှစ်ထပ်ကာယံထားတဲ့ပုံဖြစ်ချစ်တဲ့သူနဲ့မုန်းတဲ့သူအဲ့မှာလေ relationship ဆိုတဲ့ဖြစ်ချင်တဲ့သူကကြတော့ဒီအုတ်တတိုင်းရဲ့အပြင်မှာဖြစ်နေ။ ရှေ့မှာရှိတဲ့အဲ့ဒီလူတန်းနှစ်ထပ်ကိုတိုးပြီးတော့ဖိုင်သရီရှိဝင်လာဖို့ကခဲရင်နေတယ်။အဲ့လိုပုံစံမျိုးလေးတွေ့ပါတယ်နော်။အဲ့တော့ရှိတာမှရှိတယ်များတယ်ပေါ့။ဒါဆိုလို့ရှိရင်တော့ဖိုင်သရီလေးတွေအတွက် reading ဖြစ်ပါတယ်။အဲ့တော့ဖိုင်နှုံးလွယ်အဖြစ်ကိုဖတ်ပြီးကြပါပြီ။အလုံးမစိတ်ချမ်းသာခြင်းကိုကျမကျန်တဲ့ပြည့်စုံကြပါစေ။ Next reading နဲ့မှပြန်လည်ဆုံးခဲ့ကြမှာနော်။